ိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။ယနေ့ယခုရာသီဆက်ဝန်းလို့တရွေ့ရွေ့ပြောင်းလာတာ2025မေလဒုတိယနဲ့တတိယပတ်ရောက်ရှိလာပါပြီ။မေလ15ရက်ကနေ27ရက်ကြားမှာဖြစ်ပေါ်ပြောင်းလဲလာမယ့်ခုနှစ်ရသားသမီးရာသီဘွားတွေရဲ့ န်တရားအစူအကောင်အကျိုးအကြောင်းရှောင်ရဆောင်ရများကိုပြောပြမှာဖြစ်ပါတယ်။ယခုကံရဒီဘွားကံရဒီဘွားဆိုတော့အောက်ကလ24နဲ့စတေမာ22ကြာမှာမူဖွားသူတွေဖြစ်တယ်။ဒီရဒီဘွားတွေကပြီးခင်ဘက်ထဲမှာကြာရောက်နေပြီးလောင်ပိတ်မွတ်ကျတဲ့ကာလရှေ့သူကခက်နောက်သူကခက်ဆုံးမြတ်ခက်တဲ့ပြဿနာကြီးအဖြေဆောင်ရမယ့်ကာလပါ လိုချင်တာတွေတွားချင်တာတွေရောင်းချင်တာဝယ်ချင် ပြောင်းချင်တာတွေအချိန်ဆောင်ရပါလိမ့်မယ်။အောက်တိုဘာ24ရက်ထိဆောင်ပါ။ဒီကြားထဲမှာမိမိတို့အတွက် လောင်ပိတ်မွန်းကျက်နေပါတယ်။ရန်နေလည်းများတယ်အန္တရာယ်လည်းများပါတယ်။အပြောစုအနေထိုင်မတိုက်ရင်လူအများကြောင့်လူစုလူဝေးကြောင့် online ကြောင့်အပြောမအစုမကြောင့်အမှုတွေဝယ်ယူသလိုဖြစ်ပါလိမ့်မယ်။ရောင်းမဝယ်မကိစ္စတွေရှိပါတယ်။ ကိုဝင်ဆောင်အမျိုးသမီးများထိမ့်သိမ့်သိမ့်နေထိုင်ပါအားလုံးအကြက်တဲကလွတ်ဖို့ဆိုရင်တော့ဖရာစီစီတော့ပါဝင်မောက်ထွက်ပေါက်တပေါက်တည်းရှိတဲ့ဖရာစီစီဒီရဝင်ဒီရထွက်တဲ့ဖရာတော့ဖူးပါဗိုက်ကြီးတဲ့ဒီကူညီပါကျင်းတဲ့တာတကာကြီးလွတ်ပါတတဝါကြီးဗိုက်ကြီးတဲ့များကူညီပေးပါ ခြေမတန်လက်မတန်နဲ့အေးရတဲ့လဲနေတဲ့လူများထိမ့်သိမ့်ဆောင်ရွက်ကူညီပေးပါမိဘများ ထမေအေးကြီးလျှော်ပါကျင်းငက်တွေလှုပ်ပြီးပါဝိစင်ရမယ့်အယောင်တွေကတောက်ပြောင်တဲ့အယောင်တွေအတိတ်နမိမှန်ပါတဲ့အယောင်တွေကံကောင်းတဲ့အယောင်တွေအနီနီရဲရဲအ net အမဲကြီးတွေရှောင်ပါရှစ်တစ်ကူပတ်လေထီထိုးပါ တာမန်တာမုတ်တော်တာမန်တာမုတ်တော်တာမန်တာမုတ်တော်ဗတိကူပတ်နေတိုင်းစိတ်ပါကာယဒီဘဝမိသားစုအလုံးဘေးရန်ကင်း can da acaba?